โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေဒီနေ့တော့ Symbiote တစ်ကောင်အကြောင်းပြောပါမယ် Carnage ဆိုတဲ့ကောင်က Venom ရဲ့သားပါ Venom ထက်ပိုကြဖို့ကောင်းတယ်လို့ပိုလဲကြမှာရယ်ဆိုတော့ဖေးထက်သားတလာကြီးတဲ့ဒီကောင်ကိုအစက Ravage ဒါမှမဟုတ် Chaos ဆိုပြီးနာမည်ပေးဖို့လုပ်ခဲ့တာပါဒီနာမည်တွေနဲ့လိုက်အောင်ကို Carnage ဆိုတဲ့ကောင်ကတော်တော်လေးကစင်ကြီးရဲ့ဆံပါရယ် Venom လိုပဲ Symbiote တစ်ကောင်ဖြစ်တဲ့အတွက် Host လိုအပ်ပါရယ်ကပားကောင်တွေကပားပေါ်ရောက်လာရင်ညံရည်အမျက်ဆုံးမျိုးစိတ်ဖြစ်တဲ့လူသားကိုပဲ host အဖြစ်ရွေးပါတယ် ဒီကောင်ရဲ့ host က Cleidas Cassidy ပါ Cleidas Cassidy ကိုရေးဆွဲတဲ့ Eric Larson က DC Comic မှာ Joker ကိုလည်းဆွဲခဲ့မှုပါတယ် Joker ရဲ့ creator တော့မဟုတ်ပါဘူးဒီတိုင်းလာကစား comic artist တယောက်ပါဘာပဲဖြစ်ဖြစ်ကြည်ဓာနဲ့ရင် Cleidas နဲ့ Joker ကခက်ဆင်စင်ဖြစ်နေတယ်ဆိုတာမြင်သာပါတယ်နောက်ပြီး Cleidas Cassidy ကလည်း Joker လို psychopath တယောက်ပါငငယ်လေးတည်းကကိုအဖွားကိုလှေကားပေါ်ကတွန်းချတတ်ခဲ့ပြီးအမေရီထိုးနေတော့လဲထပ်လိုက်တည်အောင်လုပ်ခဲ့ပါတယ် ဒါပေမဲ့သူ့အမေကမသေးသွားပဲဒီအဖြစ်အပျက်ကြောင့်ကိုသားကိုပြန်တက်ဖို့အထီပါလုပ်ခဲ့ပါတယ်။ဓာဝင်ပြောင်းပြင်မှုတွေကြောင့်မတက်လိုက်ပေမဲ့ကလီဒက်စ်ကိုမိဘမေကြောင့်ပို့လိုက်ပါတယ်။မိဘမေကြောင့်မှသင်္ကွယ်တယောက်လိုကြောင်တောင်နေတတ်တဲ့ကလီဒက်စ်ကအမြင့်အနိုင်ကျင့်ခံရပါတယ်။ဒါပေမဲ့ဆိုက်ကိုပတ်ဘီဘီအနိုင်ကျင့်ခံရလေပိုဆိုးလေဖြစ်လာပါတယ်။ကျောင်းမှာဆရာမတယောက်နဲ့ရွှေရူကောင်မလေးတယောက်ကိုလည်းတက်ခဲ့ပါတယ်။ဆိုတော့ငငယ်လေးတည်းကလူသက်တာနဲ့ရှင်မာပီတာကလီဒက်စ်ကကြီးလာတော့ခွင်းဆက်လူသက်သမားတယောက်ဖြစ်လာပါတယ်။ နောက်ဆုံးလူသတ်မှုစစ်တမ်းမှုနဲ့အဖမ်းခံလိုက်ရပြီးနယူးယောက်ကအကြီးဆုံးထောင်တစ်ခုဖြစ်တဲ့ Rikers Island Prison မှာထောင်ကျနေပါတယ်။သူ့အခန်းပေါ်က Venom ရဲ့ host ဖြစ်တဲ့ Eddie Brock ပါ။အဲ့ဒီအချိန်က Venom ကို Eddie စီကဆွဲထုတ်ခံထားရတဲ့အချိန်လည်းဖြစ်ပါတယ်။ဒါပေမဲ့သိပ် မကြပါဘူး။ Venom ကထောင်ထဲထိလိုက်လာပြီးတော့ Eddie ကိုလာခဲ့ပါတယ်။သူ့ထောင်ဖောက်ပြေးသွားတော့ထောင်ခန်းထဲမှာ Cletus ပဲကြံခဲ့ပါတယ်။ဒါပေမဲ့ Cletus တယောက်တည်းရဲ့လို့လည်းမဟုတ်ပါဘူး။ Venom ရဲ့အစိအပိုင်းသေးသေးလေးပါကြံခဲ့တာပါ။ Venom လို့လို့စင်ပီယော့တွေက Insectual လို့ခေါ်တဲ့လိမ့်မဲ့နီးနဲ့မျိုးပွားကြပါတယ်။အဲ့ဒီကြံခဲ့တဲ့စင်ပီယော့က Cletus တန်ရာထဲဝင်သွားပြီးတော့သူ့သွေးနဲ့ပေါင်းပြီး Carnage ဖြစ်လာပါတယ်။ Carnage ကလည်းထောင်ပေါက်ထွက်ပြေးသွားပြီး Cletus ရဲ့လူသက်တဲ့အလုပ်ကပြန်စားပါတယ်။ဒီမှာတစ်ခုဖြတ်ပြောရရင် Movie Red မှာ Venom ရဲ့တစ်စိတ်တစ်ပိုင်းကြံခဲ့တဲ့စီးနွေကိုတကူတကားပြလေးရှိပါတယ်။ဆိုလိုချင်တာကအဲ့ဒီအစိပ်ပိုင်းကနေ Venom ဖြစ်ဖြစ်ဒါမှမဟုတ် Carnage လိုမျိုး Symbiote အစ်စ်တကောင်ဖြစ်ဖြစ်အချိန်မီွေးကောက်ထည့်လို့ရအောင်ကြိုတန်လန်တွေလိုက်ချထားတာပါ Venom နဲ့ Carnage ရဲ့ဇလံကမူရင်း origin ထက်တခြား universe တွေက variant အစမ်းကြီးတွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲဒါကြောင့် power and ability မပြောခင်တခြား universe က Carnage တွေအကြောင်းနည်းနည်းပြောပါမယ်။ Spider-Man ကို Venom ဆုနဲ့မြင်မှုကြပါမယ်။ Spider Carnage ကိုတော့သိသိကြမှာမဟုတ်ပါဘူး။ဒီကောင်က Ben Reilly တဖြစ်လဲ Scarlet Spider ကိုမှ Carnage ပူကတ်ထားတာဖြစ်ပါတယ်။ Ben Reilly ဆိုတာကတော့မူရင်း Spider-Man ဖြစ်တဲ့ Peter Parker ကိုတိုက်ခိုက်ဖို့ Peter ရဲ့ DNA ကိုယူပြီးဓာတ်ခွဲခန်းထဲမှာကလုံထားတဲ့ကောင်ပါ။ ဒီ universe မှာ Scarlet Spider ကတခြားသူတွေကိုအန္တရာယ်မဖြစ်အောင်သူကိုယ်တိုင်ပဲ Carnage နဲ့အပေါင်းခံလိုက်ပါတယ်။နောက်ဆုံး Spider-Man ကိုယ်တိုင်လာပြန်ခွဲထုတ်ပေးရပါတယ်။ Spider-Man The Animated Series က Origin ကတော့ပြောင်းပြန်ပါ။ Ben Reilly က Original ဖြစ်ပြီးတော့ Peter Parker ကကလုန်းဖြစ်နေပါတယ်။ဒါကြောင့် Peter ကနာကြီးနေပြီးတော့ Ben ကိုမုန်းတဲ့စိတ်တွေဒေါသတွေများနေပါတယ်။တရက်မှာတခြား universe ကရောက်လာတဲ့ Symbiote တစ်ကောင်ကဒေါသစိတ်တွေပြည့်နေတဲ့ Peter ရဲ့ Spider-Man နဲ့ပေါင်းပြီး Spider-Carnage ဖြစ်လာပါတယ်။ နှစ်ခါလုံးက appearance အရာတော်တော်လေးမိုက်ပြီးတော့ challenge ကြပါတယ်။ fan တွေရဲ့အမြင်အရ Carnage တွေထဲမှာအမိုက်ဆုံးက Carnage USA လို့ပြောရပါမယ်။ဒီ comic ထဲမှာကြ Carnage ကတစ်မျိုးလုံးကိုသူ့ရဲ့ဆင်ပြီးတော့တွေဖြန့်လိုက်ပါတယ်။သူ့ကိုနိုင်နေမှု Avengers တွေရောက်လာပေမဲ့ Captain America, Hawkeye, Wolverine နဲ့သတ်သိန်းတို့ကိုပါကူဆက်ခံလိုက်ရပါတယ်။ပြောရရင် Spider-Man တယောက်ပဲလွတ်ပါတယ်။ဒါပေမဲ့လည်း Spider-Man ကမနိုင်ပါဘူး။နောက်ဆုံး Flash Thompson ရဲ့ Agent Venom ရောက်လာမှပဲဒီတိတ်ကြမ်းပါတယ်ဆိုတဲ့ Carnage ကိုအမောက်သိမ်းနိုင်လိုက်ပါတယ်။ ကာနစ် USA ကောမစ်ကအာစတိုင်တွေကလည်းမိုက်ဆန့်ရင်လေးလည်းကောင်းပါတယ်။ဆိုတော့ဒီကောင်ရဲ့ power and ability နဲ့ weakness တွေကိုဆက်ပြောပါမယ်။ကာနစ်က Venom ရဲ့ power တွေနဲ့အကုန်တူပါတယ်။ဝက်ပစ်တာတွေနံရံမော်တွေ့တက်တာတွေလုံနိုင်ပါတယ်။ဒီကောင်မှာထူးခြားပြီးပူကျန်တာက strength ပါ။ Venom လက်သေးပြီးကာနေ့ချ်မှာ Venom ကပူကျန်းနေရလို့ထင်ရပေမဲ့ comic ထဲကကာနေ့ချ်ရဲ့ strength က Venom နဲ့ Spider-Man နှစ်ကောင်စာလောက်ကိုရှိပါသေး။ Regeneration ကလည်း Symbiote တကောင်ဖြစ်လို့ပြောစရာမလိုအောင်ကောင်းပါသေး။ တခြားစင်ပြီးရောတွင်လည်းမတူတာကတော့စုကြုံလက်နက်တွေကိုသုံးတာပါသူ့လိုလက်နက်တွေကိုတခြားကောင်တွေလည်းထုံနိုင်နေဆိုပေမဲ့ Carnage ကအချွန်အတက်လက်နက်တွေသုံးတာတိတိတသာပိုတော်ပါတယ် weakness ကလည်းတခြားစင်ပြီးရောတွေအတိုင်းပဲအပူနဲ့အတန်လှိုင်းပါတချို့ comic တွေမှာတော့ Red Goblin တို့လိုမျိုးကို immune ကောင်တွေရှိပါတယ်အဲ့လိုကောင်တွေကတက်ရလဲပိုခတ်ပါတယ် anti venom လို့ symbiote တွေရဲ့သဘာဝရန်သူတွေကလည်းသူ့ရဲ့ weakness ကိုသတ်မှတ်လို့ရပါတယ်ဆိုတော့ဒီနေ့ video ကဒီလောက်ပါပဲ Marvel နဲ့ DC ရဲ့ထွက်ထားသမျှ animated movie တွေကိုမြန်မာစာတမ်းထုတ်နေကြည့်နေတဲ့ဆိုရင် The Miz ရဲ့ Telegram မှာတကားမကြမ်းရှိပါသေး။တသက်စာမမကြီးနဲ့တကားဝင်ထားလိုက်ရင်အစ်စ်ထွက်လာသမျှကားတိုင်းကိုလည်းစက်ကြည့်နိုင်အောင်ပါ။ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါသေး။မမဝင်ကျင်လို့ဖြစ်ဖြစ်သိကျင်တာရှိလို့ဖြစ်ဖြစ်သက်သွယ်ဖို့အတွက် link တွေကို description မှာရော comment မှာရောပေးထားပါသေး။ Telegram ကနေလာမေးလို့ရပါသေး။ဒီနေ့ဖို့ Adios